အားလုံးပဲပင်လာပါဗျာခုတစ်ခါမှာတော့မယင်ငယ်မရဲ့အမေကိုတမီးကိုထိမ့်သိမ့်ပေးဖို့တပြောရငါယောက်ျားလည်းမယင်ငယ်ယူသွားတာပဲလို့ပြောလိုက်လို့ခံပြင်းနေတဲ့မယင်ကြီးရဲ့ရုပ်တံပြူပိုင်းလေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပြူပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးတန်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေး channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာ လမ်းကြုံပေါ့နော်ကျမဖန်ရနေပြန်လာရင်လည်းလမ်းကြုံဒီမနေ့စိတ်ထဲမှာလည်းနည်းနည်းပေါ့နော်ကလစ်ကလစ်ဖြစ်နေတဲ့အခါကျတော့ကျမဟိုတနေ့တည်းက challenge လုပ်ပြီးသားနော်အေးစစ်စစ်လေးနေအေးစစ်စစ်လေးညင်နေလိုက်တော့နေမညင်လို့ရှင်ငါနေအမေနဲ့ငါတဲသွားရှင်းရမယ်လို့ကျမပြောထားပြီးသားအထာကိုမရဲ့သိရမလားတွတ်သူပုံလေးတင်တယ်ဟုတ်တယ်မလားဒါကတော့ကျမလည်းဒီလိုပဲကောင်းတာမန့်သူရှိသလိုမကောင်းတာမန့်တဲ့လူတွေရှိရပဲလေတော်ရဲ့ဘာလို့ဒီ post out တွေမှာ comment ဝင်မဲ့နေတာဟာဘာလို့ဘာပြန်ပြောလဲဆိုတော့ သူကတည်းမှာကျွန်မအကောင့်တူနေပေါ့နော်သူ့ကိုလာမဲ့နေတယ်အဲနင်ရောအာတည်းရမလားမင်းငယ်မှာဘယ်နှယောက်မြောက်တီရောဘာတွေရောတည်းရမလားဟိုကမဲ့နာယောက်ျားလေးအမြဈေးဘလောက်လဲလို့သူကသူမေးတာအဲ့ဒါကိုတည်းရမလားမစီမဆိုင်ရမရဲ့မိုင်းဒီတွေမှာတင်ပြီးတော့ကျွန်မကိုစောင်းမှုမြောင်းတော့လောက်တယ်လောက်တော့ကျွန်မလည်းတိခန့်နိုင်တော့တိခန့်ပြီးသွားပြီနော်စဉ်းစားကြည့်နော်ကျမကပစ္စည်းအခိုးခံရတဲ့လူနော်ကျမပိုင်ရှင်နော်ဟုတ်တော့နော်ကျမကပိုင်ရှင်အဝတ်စားလေးနှစ်စုံလောက်ပဲရှိတဲ့အမျိုးသားကိုကျမယူပြီးတော့လူတလုံးတလူလုံးနေနိုင်အောင်လူတန်းသေးနေနိုင်အောင်မရှိတူရှိတူအတူယုံကန် ခဲ့ကြပြီးတော့တာသမိယရနာဆိုတဲ့ตาလီနှစ်နှစ်နှစ်လနဲ့เนาะသူကကျမတည်းပစ္စည်းခိုးသွားတာခိုးသွားတဲ့ပစ္စည်းကကျမပြန်စားထုတ်လို့မရဘူးကျမတို့လည်းစားထုတ်လို့ရပေမဲ့ကျမသားအတွက်ကဖခင်ဆိုတဲ့အရာပြန်ပြီးတော့စားထုတ်လို့မရအောင်တော့ဘလောက်တောင်ကြီးမားတဲ့ဆုံးရှုံးမှုလဲဆိုတာမတို့သိရเนาะဒါကိုကိုသူများပြည်စီကလေးကိုကခိုးသေးတယ်ငင်းငင်းမနေဘူးအဲ့ဒါကျွန်မသူ့အမေကျွန်မသွားလိုက်တယ်နောက်သွားရရက်ခွက်ထဲလို့ကျွန်မအကုန်သိတယ်အကောင်ကအမအွန်လိုင်းမှာပြောနေတဲ့တယောက်မလားဟုတ်တယ်ဆိုကျွန်မသူ့အိမ်ကိုလည်းပြတယ်ဒါမှကျွန်မစီးရှိတယ် နော်ယာယီမှုရင်ကျွန်မသွားတယ်ယာယီမှုကျိုးတင်ကြောင်းနဲ့ပြောပြီးပြောတယ်ပြောတယ်ယာယီမှုကခေါ်ပြီးတယ်ခေါ်ပြီးတော့သူ့အမေကတက်လာတယ်နော်တက်လာတော့ကျွန်မပြောပြတယ် ဒီတက်ဒီတက်ပုံထုတ်ပြတော့မတည်ဘူးတဲ့ဒီမှာမျိုးသားမတည်ဘူးတဲ့တို့အိမ်ဝင်ထွက်နေတာအောင်တော့မတည်ဘူးတဲ့ထားလိုက်တော့အဲ့ဒါနဲ့ကျမဒီလိုလိုပဲရှိတယ်နော်ကျမနဲ့ကျမမျိုးသားတရားဝင်မကွာသေးဘူးအဲ့ဒီသမီးကအဲ့လိုလိုခိုးယူပေါင်းတင်နေတဲ့အတွက်ကြောင့်မလို့ကျမမျိုးသားကကျမကိုမကွာလည်းမကွာဘူးပြည်သီးကလည်းမခွဲဘူးအဲ့တော့ကျမတလင်တင်များနဲ့လည်းအမှုဖွင့်ထားတယ်အဲ့တော့အန်ဒီသားသမီးချင်းကိုကျန်းစားတဲ့နေနဲ့အန်ဒီသမီးကိုအန်ဒီပြောပါတစ်ဖက်အိမ်တော်မှာအိမ်တော်ရှိတယ်တရားဝင်ကွာရှင်းချင်းမပြုတ်ရသေးဘူးအဲ့အတွက်ကြောင့်မို့လို့အဲ့အတွက်အဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါကို အန်တီတပီကိုအနိခဏခေါ်ပြီးခေါ်ထားပါနော်ကျမနဲ့ကျမမျိုးသားနဲ့ရှင်းစရာရှိတဲ့ဟာကိုကျမရှင်းပဲပြီးတော့ရင်အန်တီတပီနဲ့ပေးပေါ့မှာမပူနဲ့ကျမဒီမျိုးသားအန်တီတပီလိုမကောင်းတာလုပ်စားတဲ့အမျိုးသမီးနဲ့လေကျမလုံးဝလုံးဝပေါင်းသမီးသားယောက်ျားကိုကျမလက်မခံဘူးအတော့ပြောတော့မဲ့လှုပ်ချင်တာလှုပ်ဆိုကျမစောစောနှစ်ခါကြီးဆင်းသွားကျမလည်းပဲရမလဲတွေ့ရင်ကြီးမလိုက်သွားတာလေ ပြောတယ်လေအန်ဒီအခုစားနေတောက်နေရတယ်ဘယ်သူပတ်စံတစားနေလို့ထင်တယ်လေလို့နော် အန်ဒီခြေသူမကန်းနေလို့ပြောလိုက်တယ်နော်ခြေသူမကန်းနေမိကောင်းဖခင်တသမီအန်ဒီမိဘလောက်ပြီးတော့မတွန်တင်ထားဘူးလို့ဆိုတော့ငါလွလွယူလို့ပြောထားတယ်သူကငါလွလွလို့ပြောလို့လေဆိုတော့ဟုတ်တယ်အခုမလွတ်ဘူးလေလို့ကျွန်မအခုလာပြောပြီလေလို့အားနဲ့ကျွန်မပြောလိုက်တယ်လေဟုတ်ပြီအန်ဒီကအန်ဒီတမီရပေါ့နော်ကျွန်မမျိုးသားကိုလွလွလို့ပြောလို့အန်ဒီလက်ခံတယ်ဆိုရင်အခုမလွတ်ဘူးဆိုတာအန်ဒီသိပြီမလားလို့နော်ကျွန်မ သူ့ရဲ့အခုလက်ရှိတရားဝင်စင်းနေမရကျွန်မနဲ့သူနဲ့တရားဝင်မကွာသေးဘူးခလေးတယောက်ရှိတယ်မှတ်မနော်အဲ့တော့အန်ဒီမိဘတယောက်အနေနဲ့လို့အန်ဒီသမီးကိုအန်ဒီထိမလားဒါမှမဟုတ်လို့ရှိရင်ကျွန်မရဲ့လုတ်ပိုင်ခွင့်နဲ့နေကျွန်မလုတ်ချင်တာလုတ်ရမလားသူပြောတော့သူသမီးနဲ့သူနဲ့ဆက်သွယ်မရှိဘူးတဲ့ဟုတ်ပြီနော်ဘလောက်တောင်မှလေနေဝင်ကန်နီးဖြစ်နေတဲ့အမျိုးသမီးကဘလောက်ထိလိန်လဲဆိုတာနော်ကျွန်မပတ်ဝန်းကျင်ရလူတွေကအကုန်ပြောပြီးသားလွန်ခဲ့တဲ့5 6ရက်ကမှသူသမီးနဲ့ကျွန်မယောက်ျားနဲ့ကလာပြီးတော့သူ့ရဲ့လာကြတော့သွားတာနော်အဲ့ဒါကိုဆက်သွယ်မရှိဘူးတဲ့နော် သူ့သားလေးကကြောင်းသွားနေတယ်တဲ့နော်ပြန်လာမှာတဲ့ဆက်သွယ်ပြီးလို့ရမှာတဲ့သိရမလားအဲ့တော့မှဆက်သွယ်ပြီးရမှာဆိုမင်းနဲ့သူတို့နေရာအဝေးကြီးအဲ့ဒီကိုသွားခိုင်းတာမဟုတ်ဘူးလို့အဲ့ဒီမိဘမဟုတ်ဘူးလားလို့နော်မိဘဆိုတာမိဘနေရာမနေရတယ်လို့နော် မိကောင်းဖခင်သားသမီးဆိုတာအနီးတော့အဲ့ဒီသမီးကိုသူများပြစ်စီမခိုးရဘူးသူများအတိုက်မျိုးမဖျက်ဆီးရဘူးဆိုတာအဲ့ဒီမတင်ပေးထားဘူးလားလို့ကျွန်မလည်းရိုင်းပြီလေမတင်ပေးထားဘူးလားလို့ကျွန်မမေးလိုက်တယ်မင်းကငါလူလူယူလို့ပြောထားတာပဲအခုမလုပ်ဘူးလို့အဲ့ဒီခုဘလို့လုံမာလဲလို့မေးလိုက်တယ်နော်ပြီးတော့အဲ့ဒီတခုသိထားဘူးကအခုအန်ဒီတို့စားနေတောက်နေတာကျွန်မပတ်စံနေနော်လို့ကျေးဇူးမကမ်းနဲ့လို့ကျေးဇူးမကမ်းနဲ့နော်လို့အဲ့ဒါကျွန်မဘာသက်ပြောလဲဆိုတော့ငါလဲတဲ့ငါရောက်ကြလဲတဲ့ဒီလိုပဲတဲ့တိရမလားအိမ်တော်ကြီးဖောက်ပြန်ပြန်နောက်မိမယူသွားတာ သူပြောလိုက်တဲ့ဇာကမဘယ်ရောက်သွားလဲသူပြောချင်တာမရဲကျွန်မလည်းကျွန်မယောက်ျားပါဘောလေအိမ်တော်ကြီးဖောက်ပြန်ပြီးနဲ့ဖောက်ပြန်သွားပြီးတော့သူသမီးနဲ့ယူလာကျွန်မမပြောနဲ့တော့ဆိုတဲ့ပုံစံမျိုးနဲ့ပြောလိုက်တော့အဲ့မှာကျွန်မတော်တော်အံ့ဩပါလားအန်ဒီအားလို့ကျွန်မတော့ပထမတော့လို့အာနာသိလေးဝင်သေးတယ်လို့တိရတကယ်ကြွေးကြည့်ရင်တော့အန်ဒီအားအမိယုံလို့လိုက်တယ်တကယ်ပြောလိုက်တာအမိယုံလို့ ဲ့ဆိုအန်ဒီအမိယုတ်လို့အန်ဒီသမီးယုတ်တာလို့အန်ဒီပြောလိုက်တဲ့စကားအဲ့ဒါလူကြီးတယောက်ပြောမယ်စကားမဟုတ်ဘူးသူပြောချင်တာသူ့အမျိုးသားလဲပေါ့နော်အဲသူ့အမျိုးသားကလည်းအဲ့လိုပဲသူနဲ့အိမ်တော်ကြာပြီးတော့ဒီကောင်ဒီလင်ကုန်းမတွေကိုမွေးပြီးတော့အိမ်တော်ရေးဖောက်ပြန်ပြီးနောက်မိမယူသွားတယ်သူကတက်ကအခုတခါအဲ့သူ့ကိုတခါမဲထက်နှိုက်ရမဲထိုင်နှိုက်လူပြိုလေးတဲ့အဲ့ပေါ့နော်သူတို့တက်ထဲမှာထုံးစံပေါ့မဲအိမ်နှိုက်ကြတယ်နှိုက်တော့သူကနောက်ရောက်ကြထက်ရတယ်အဲ့နောက်ရောက်ကြရတော့လဲအဲ့နောက်ရောက်ကြရလဲအသက်ကြီးတော့မှတခါထက်ပြီးတော့မိမထက်ယူသွားတယ်ပြောနော်ကြောက်တဲ့ခါကျတော့သူကအဲ့လိုမျိုးအိမ်တော်ရေးဖောက်ပြန်နေခံနေရတော့သူ့သမီးတွေ့လဲသူကအဲ့လိုပေါ့ ဘာပြောမလဲသူသမီးအခုဘလိုတွေနေနေဘလိုတွေလုံးလုံးပေါ့နော်သူအရေးကြီးတာသူစားရရင်ပြီးရောတော်တော်ပဲယောက်ျားနဲ့ကျွန်မတို့တစ်ချက်မတောင်းမအောင်နော်အဲသမီးရဲ့တည့်ရမလားအနီလက်တကယ်မသိလို့ပါနော်အနီသမီးကိုအနီပြောပြပါမယ်အစင်ပြောင်လေးတော့လောက်ချက်ပါညာတစ်ချက်မတောင်းမအောင်နော်လုံးဝစောက်ကြောတင်းတင်းမဲ့နော်အမေသူတို့တင်းတော့ကျမလည်းပန်းနာတာပေါ့ကျမလည်းပဲရမလဲကျမဆိုရဲမိမကပထမတော့ကိုကတော့လူကြီးဆိုတော့စီးလေးထားသေးတယ်အတကုံကိုကျမလည်းရင်းနေရှိသမျှအကုန်ပွင့်ထွက်ပြီးတော့ပြောချလိုက်တာတရက်ကလုံးမရအောင်ထားနေတာနောက်ဆုံးကျမလည်းတိကပြောလို့ပြီးွားပြီးပြန်လာတဲ့အခါကျမကိုမလေးရှက်လိုက်တာတိကမတတ်နိုင်တော့ဘူးမကြီးစော်ထလိုက်ပြီး တော့ဘာကြောင့်သွားခဲ့ရလဲဆိုတော့ကျမတို့ကိုခွဲဖို့အတွက်လည်းမဟုတ်ဘူးပြဿနာရှာကြလို့လည်းမဟုတ်ဘူးအဓိကကကျမဘာမိမချင်းကိုချင်းစားတယ်ပေါ့နော်နေဝင်ကန်ဒီအော်တိုမှာမိခင်ဦးရှိတယ်တားလီပြပါလို့ရှိတယ်သူတို့ကသာရှက်သိခါမရှိလောက်သွားပေမဲ့ကျမကမိကောင်းဖခင်တာသမီပြည်သားသွားတဲ့လူကြီးကိုကျမအတိပေးအကြောင်းကြားကြံလို့နော်ကျမဘာဖြစ်စေချင်တာလဲဆိုတော့တူသမီးတို့ ထိန်သိခေါ်ခေါ်ပြီးတော့တမီးတစ်ဖက်မှာအိမ်အောင်ရှိတယ်နော်သူတို့တရားဝင်ကွာရှင်းချင်းမပြုတ်ရသေးဘူးအဲ့တော့တမီးဒီအမျိုးသားကိုဟုတ်တယ်မလားတမီးချစ်ခင်နှစ်သက်လို့ယူမယ်ဆိုလို့ရှိရင်သူတို့ကိုအရင်ဆုံးတရားဝင်ကွာရှင်းခိုင်းလိုက်ရှင်းတရားရှိတာရှင်းခိုင်းလိုက်ဟုတ်ပြီနော်အဲ့လိုပဲခြံခုံတော်အောင်လဲသူပြောရမှာတာမင်းတကယ်လို့ငါတမီးကိုမင်း မြေတာဆုံမဲ့တဲ့တန်ရောတင်ရှိရတကယ်တရားဝင်ပေါင်းကျင်နေဆိုရင်မင်းမျိုးသမီးနဲ့ကိစ္စကိုမင်းအရင်ရှင်းဟုတ်နော်မင်းရှင်းတဲ့နောက်ရှင်းရှင်းပြီးတော့မှငါသမီးကိုမင်းဟုတ်တယ်မလားတင်းနောက်တက်တယ်နဲ့မင်းလူကြီးဆောင်ရနဲ့လာပြီးတော့ငါသမီးကိုယူဆိုပြီးကျမကသူ့ကိုရိုးတင်ပေးလိုက်တာဒါပေမဲ့ကျမရဲ့အတွက်ကိမှားသွားတယ်ဆိုတော့အမိရုပ်တော့ဒီကောက်ဖားငယ်တာသမီးမဟုတ်ဘူးမရဲ့မိဘကလည်းမိဘကောင်မဟုတ်ဘူးเนาะကျမကိုလည်းလိန်နာလိန်နာမှလည်းတောက်ရှောင်းတော့မတိဘူးပဲဘူးခံတာမတိဘူးကိုဆက်တယ်မရှိဘူးမလာဘူး anyway လှုပ်ချင်တာလှုပ်ဆိုတဲ့ပုံစံမျိုးနဲ့เนาะခေါင်းတွေခါထွက်သွားတာခါထွက်သွားတော့ကျမကလည်းပဲရမလဲမရဲ့เนาะပဲရမလဲကျမလည်းခက်ညံ့ညံ့မိမမှာမဟုတ်တာ ာသူ့အိမ်ရှိတယ်ဒီမှာရက်ပြီးအနေထွက်ခဲ့လို့အနေထွက်ခဲ့မလားကျမဝင်ခဲ့ရမလားဆိုတော့တကားကြီးဖွင့်ပြီးထွက်လာပြလိုက်တယ်လေအနေမိပါမဟုတ်ဘူးလားလို့ငါငါမငါတယ်လူလို့ဆိုလို့လေနည်းဖြစ်တာတဲ့အခုမလုပ်ဆိုတာအနေသိသွားပြီပဲလို့အနေမိကောင်းဖခင်သာသမီဆိုတာလို့နော်လက်ဦးဆရာမိနဲ့ဖနော်လို့မိနဲ့ဖနဲ့ဆရာနဲ့နော်လို့လက်ဦးဆရာမိနဲ့ဖနော်လို့နော်အဲ့ဒီမှာနေအနေတော့အနေယောက်ျားတွေအနေယောက်ျားနှစ်ယောက်သုံးယောက်ယူပြီးခြံခုံသွားတာကျမစိတ်မှန်သားဘူးအကျမကိစ္စမဟုတ်ဘူးလို့ကျမကိစ္စကအခုအနေသမီးနဲ့အနေကျမမျိုးသားကိစ္စလို့အဲ့တော့အနေဘလို့ရှင်းပြမှာလဲဆိုတော့ င်းနဲ့ငါမသိဘူးလေငါလက်သက်သွယ်မရှိဘူးလေနော်အဲ့တော့ထားလိုက်တော့ရပြီအန်နီနော်လို့ပြီးတော့မှကျမကဘွားမခက်ကြီးနော်လို့ပြောထလိုက်တယ်ပြောပြီးတော့အဲ့နဲ့ပတ်ဝန်းကျင်ကလူတွေကကျမကိုဘယ်ဖြစ်တော့မရလာပါနဲ့နားပါအောင်ပါညာတို့ရပြောတာပါနော်တို့ကတို့ရဲ့ယာစုံတွေကိုပြောပြတာပါနော်သူမျိုးတဲ့သူ့ဒီဘောနော်ဒီလင်ကိုမရဲ့အမေမာလည်းယောက်ျားတော့ပထမအိမ်တော်ကလည်းအိမ်တော်ကြီးဖောက်ပြန်သွားတယ်မသိသေးဘူးရှိတယ်နောက်အိမ်တော်ကိုထပ်ပြုတ်တယ်ပြုတ်တော့လည်းအဲ့လိုပေါ့ထပ်ပြီးတော့အိမ်တော်ကြီးဖောက်ပြန်သွားတယ်အဲ့တော့သူကဒီအိမ်တော်ကြီး ဝဲခဲ့ကြည်ရသူတို့အတွက်ကထမင်းသားရေတောက်ဖြစ်နေတယ်မာရေပြောမယ်ဆိုရင်အဲ့တော့သူ့သမီးလည်းသူကဘာဖြစ်ဖြစ်ဆိုသဘောပေါ့နော်အပန်းဝင်ညာပြောတယ်ဖြူကိုပြောင်းလာလည်းမကြသေးဘူးတဲ့ပြီးတော့အဲ့မျိုးသမီးကလည်းရှုပ်ရှုပ်ပဲတဲ့နော်တကဆေးမှာတဲ့လောက်တာပေါ့နော်ဆင်းရင်နေကွာလို့ဆိုပြီးတော့ငွေတွေစိုက်ရောပြီးတော့အလုပ်ထုတ်ခံလိုက်ရတော့သူကအဲ့ရနေပြီးဒီရက်ကွက်ထဲကိုပြောင်းလာတာတဲ့ဒီမှာလည်းသူကတိတ်မနေဘူးပေါ့နော်အဲအိုက်ကားမင်းရဲ့အမျိုးသားတော့အဲ့လိုပေါ့လာလာနေရတော့တွေ့တယ်ဒါမဲ့အမားတို့ကတဲ့ဟိုပေါ့နော်ညီမမျိုးသားမန်းတော့မတည်ဘူးတဲ့သူဒီအမျိုးသမီးကိုဒီအိမ်မှာပေါ့နော်လာလာခေါ်နေရတော့တော်တော်ကြာနေပြီတဲ့သူကသူကကျွန်မပြောပြတာပေါ့နော်